နော်ကတော့ရန်ကုန်ကလေးလေးကိုပါရှင်းပါဒီမိုဘိုင်းရဲ့ကေကို2020လောက်စာစုပ်ပြည့်နေပြီပေါ့အသက်၁၄နှစ်အရွယ်မှာဒီကေကိုယူသွေးခဲ့ရတယ်ကျွန်တော်မနေ့9နိုင်ခွဲမှာအေးရထားပြည်တယ်ပထမဆုံးအနေနဲ့ဂျင်တနာကြီးစောတယ်ပြီးတော့ ရေချိုးမနက်ဆန်စားပြီးတော့အနားဆော့ဖြစ်ပါတယ်ကျွန်တော်ကတော့အဲတင်းနေတိုင်းရဲ့နေပြီးတော့အဲရန်ကုန်တက်လာခဲ့ရပါတင်းနေတက်နေတင်းနေတင်းနေချိန်မှာအဲတင်ငယ်ချင်းနဲ့ရနေပြီးတော့တုံးလာပါတုံးလာဘရူမက်ထိုင်းမယ်ပေါ့နာမည်ဆိုပြီးတော့အဲကန်ကန်နဲ့ထိုင်းမယ်ဆိုပြီးပြောတယ်ပြောချိန်မှာကျွန်တော်ကလည်းအရန်ဆော့ချင်နေရတဲ့အဲခွင့်ရေးကိုလွတ်လွတ်မခံပဲနဲ့သွားပြစ်ခဲ့ပါမန်ဒီယာအနေနဲ့ကတော့အဲကျွန်တော် ကန်ဆက်သွားရခြေပေါ့ခြေအဲ့တော့ကျတော့ကန်ကောင်းကောင်းလေးရမယ်ဆိုပြီးတော့အဲထင်တာပေါ့ထင်တာအဲ့တော့ကျတော့နှစ်ပတ်နှစ်ပတ်နေလိုက်ရနှစ်ပတ်နေပြီးတော့မှအဲကန်ပြောင်းမယ်ဆိုပြီးဖြစ်ပြီးတော့အဲခန်းလေးတစ်ခန်းထဲမှာပဲစားတော့ရပဲကိုလို့ရတဲ့နေရာကိုရောက်သွားတော့ကျတော့အဲမတ်တရားဖြစ်ခဲ့ပါအဲ့တော့ကျတော့အဲကျွန်တော်ကဒီစကွန်နယ်လေးပဲဆော့ပြီးတော့အဲဘလူးမက်လေးပဲ try နေတယ်ဘယ်နေချိန်မှာအဲ့တော့မန်နေဂျာကိုကျွန်တော်မန်နေဂျာရှိရတယ် အဲသူကလာပြောတယ်ပေါ့အဲအတန်လို့တဲ့ပွဲတွေတွေ့ရဆိုပြီးတော့စောက်ကြည့်မလားသူလာပြောတယ်လွဲချင်မှာကျွန်တော်လည်းပြန်ပွဲမစောက်ဘူးကနေစောက်ကြည့်မယ်ဆိုပြီးတော့အဲ့လိုစီပြန်ပွဲဝင်စောက်ခဲ့အဲကိုလာဖန်ရအောင်ဗျာကိုလာဖန်ရအောင်ခဲခဲစောက်ခဲ့ရစောက်ခဲ့ရအောင်အဲ့တော့ကြောင့်အတင်းကအရင်ကောင်းတယ်ကောင်းတော့ကျွန်တော်လည်းခဲခဲကိုလာဖန်အောင်ခဲ့ရအောင်အော်ပြီးတော့အဲမီဒီယာလေးတွေရှိတာအဲဒီတော့ခန္ဓာချက်အစ်စ်ကိုရခဲ့ရတယ် ော့ဓာတ်ပုံတွေပဲရိုက်ပြီးတော့ player နဲ့လည်းပြင်မှာတွေ့ရတယ်ဆိုတော့အဲ့တော့ခဏချက်အသေးရခဲ့တွေ့ကြွေလည်းရရဲပြီးတော့အဲ player ကောင်းနေတယ်တွေ့ရတယ်ကိုလုပ်ပြနိုင်လုပ်ပြနိုင်တယ်တော့ခွင့်ရလည်းရရဆိုတော့ဒီပြန်ပွဲကိုဝင်ပြန်တဲ့လို့ထင်ပါတယ်ကျွန်တော်တော့ရောင်းလေးကိုတင်ပါကိုလင်းစောနဲ့စတူဒီယိုပါ ။ဒီနေ့မှမစားသေးရ။သူလည်းသူလည်းတည်ရတော့တော်တော်ကြာပြီ။ဒါနဲ့ဒီကတော့မခင်သေးဘူးပေါ့။ကျွန်တော်ဒီသေးရောက်မှဒီသေးရောက်မှစားခဲ့တာ။ဒီဒီနေ့အစားပေါ့။ဒီနေ့မတရားဖြစ်တဲ့အခိုက်အတန့်ရှိပါ။အဲဒီသူစကားပြောရင်ကျွန်တော်နားမလည်ဘူးပေါ့။ကျွန်တော်စကားပြောရင်လည်း तू က तू ကနားမလည်ဘူး။အဲအဲ့ဒါရှိပါ။ဒီပေါ်ပြန်နေလဲတော့ तू က तू တာမန်နဲ့ပို့ပြီးတော့ပို့ပြီးစူးစမ်းရပလီယာတယောက် ကြံပေးရမယ်ဆိုတော့ဖရာတရားရင်းရလို့ကိုကြံပေးနေပါအားလီဂိမ်းပါဆိုရင်တော့အဲကျွန်တော်ကတယောက်တလန်းဆိုတော့တိတ်ပြီးကြောစရာရှိတော့အဲပွဲချိန်ကြာလာကြာလာမှကျွန်တော်တတိုင်းကြီးတော့ဆော့ပါရှင်ရတော့ပြန်မတော့တန်ငယ်နေဂိမ်းထဲမှာရှင်းချက်တယ်ပြည်တယောက်ကျွန်တော်ကကျွန်တော်ရရတာကိုရန်ဝန္ဒနာပါငယ်တော့ကျွန်တော်ရရကထာမှာဖြစ်ခဲ့ဘူး ါပေမဲ့တကယ်ရွေးချယ်ပေးခဲ့တာကတော့ e-sport player ဘောပေါ့ဝါသနာပါတဲ့ကြက်တော်ရိတ်တာကိုလက်မလို့ပဲနဲ့ခြေရာတိုင်းအကားသားတစ်ခုအနေနဲ့လုပ်ဖြစ်တယ် သူဒီဘောရန်ကုန်မှာသူဂိတ်ဆော့ကျင်တယ်ဆိုပြီးတော့သူ့မိရလာပြောတာပေါ့သူ့မိလာပြောတဲ့ချိန်ဆိုရင်ဟော2020အောက်တိုဘာလောက်ဆိုတော့14နှစ်ကျော်လေးပဲရှိသေးတယ်အချိန်ဆိုတော့ကျောင်းကလည်းဟိုနားထားတဲ့ချိန်လေးတွေပေါ့ကိုပဲပြီးပါညာနေဆိုတော့ဒီရန်ကုန်မှာဘာဘာမှမသိပဲနဲ့ပေါ့နော်အဲ့လိုသွားဖို့ဆိုတော့မဖြစ်နိုင်ဘူးပေါ့ညောလို့ငါစဉ်းစားဦးမယ်လို့ပြောတော့အဲနောက်နေ့ကျတော့သူ့မိရ ။ဟောပြောရအောင်။အဖေမလုပ်လို့ရှိရင်လည်းအိမ်ဘွားဆင်းမယ်တဲ့။အဖေမတော်လို့ရှိရင်သူကသွားမယ်ရန်ကုန်ပိုက်။အဲ့လိုဆိုရင်လည်းနေအောင်လို့ငါအာကိုငါကလည်းလိုက်ပို့မယ်လို့သူအာကိုလည်းလိုက်ပို့ပြီးတော့စိတ်ချရတယ်ဆိုရင်တော့ငါပြီးဆုံးမယ်လို့။အဲ့လိုမျိုးပြောနေတယ်။သူအောက်တိုဘာ23လောက်လောက်သူ20 2022လောက်ရှိမယ်။အဲ့ဒီမှသူရန်ကုန်လာပို့ဖြစ်တယ်သူ။ရန်ကုန်လာပို့ဖြစ်ပြီးတော့မှဒီအဲ့သူမျိုးအဲ့တော့အတင်းနောက်မဲ့တော့သူမပြောတတ်သေးဘူး။ ဲမပြောတတ်သေးဘူးဆိုတော့လည်းသူအဲမှာလိုက်ပါရမှာအပန်ကြီးတိထမှာပေါ့သူကတ်တယ်တော့ပူတဲ့ချိန်ကျတော့စိတ်ချရတော့ပဲဆိုပြီးတော့မှအဲကလေးသူထားခဲ့ရတော့ပေါ့သူအိမ်ကိစ္စဘူးဆိုပြီးသူသူဝဒနာပါတဲ့ဟာကိုလည်းလှုပ်စီခြင်းပြီးတော့အဲ့လိုတျောက်တဲ့ရုပ်ကန့်ပြီးတော့ဘဝကိုလည်းဖြတ်တန်းကြည့်စီခြင်းတော့ပေါ့သူအဲ့လိုမျိုးခက်ခဲတဲ့ဘူးတော့ဖြတ်ရမလဲဆိုတော့သူလည်းတည်စီခြင်းအဲ့လိုမျိုးလေးနဲ့ သူထားခဲ့ဖြစ်တာပဲခံစားရတော့ဒီလိုဘို့ဟိုအိမ်မနေတော့အတူမရသမင်းခွတ်ကျင်းနေတဲ့အရွယ်ပဲရှိသေးတယ်ဆိုဒီနားမှာကြွေးပြီးအိမ်နေတယ်အရွယ်ဒီနားနားမှာထားခဲ့ရမှာကျတော့တို့မျိုးတော့တို့မျိုးပါလေဟဲ့ဟိုဒီကိုတိုင်းလည်းအရင်စိတ်ဟိုဖြစ်နေတယ်ဆိုတော့အဲဆိုလည်းပြပြပြရမှာပေါ့လေဟိုမိဘဆိုတော့လည်း ပြီးတဲ့တိုင်တော့ကိုသားလေးဒီရွယ်လေးကိုဒီမသိထားခဲ့ရအောင်မှာဆိုတော့ကျွန်တော်မပြေဘူးပေါ့တော့ပပေးတယ်ပေးတာတော့သူဂိမ်းစားဆော့နေခဲ့ရောပေါ့ဒါကတော့သူ့မိဖုန်းလေးနဲ့သူခိုးဆော့နေတယ်ခိုးဆော့နေတဲ့နည်းနည်းလေးကြာလာတော့သူလာတဲ့ဟိုဖုန်းဂိမ်းဆော့ဖုန်းကောင်းကောင်းလေးတစ်လုံးဝယ်ပေးသူသူလိုချင်တဲ့ဖုန်းလေးဝယ်ပေးဖြစ်တာပေါ့သူလိုချင်တဲ့ဟာပေါ့ဘာလေးဝယ်မယ်ဘာလေးဝယ်မယ်ဒီပတ်စံတောင်းနေလဲအဲတောင်းတဲ့လောက်ပဲပြီးဖြစ်တော့ပေါ့ ဖြစ်စစ်ချင်တော့ဗမာပြည်ချန်ပီယံနေပြီးတော့ဝေါ်ချန်ပီယံတိပေါ့နိုင်ငံကုတ်ဆောင်တယ်ခုဆိုရင်အာဂတာအာဂတာလောကထဲလဲတွင်ထားတယ်ဆိုတော့နိုင်ငံကုတ်ဆောင်ကစားသမားကြောက်တော့ဖြစ်စစ်ချင်တယ်မြင်သိချင်တော့ပေါ့လေဒီဘာနေနေရတော့ဒီဘာတွေထောက်ပံ့မရှိဘူးဆိုရင်သူလဲဒီမှာစစ်ပြဖြောင်းနေကောင်းကောင်းကစားနိုင်မှာမဟုတ်ဘူးပေါ့စင်ပြေနေမှာမဟုတ်ဘူးပေါ့လူကြီးပေါ့ ိုအိမ်မက်တွေတကယ်ဖြစ်လာပြီလို့ခံစားရပေါ့ကျွန်တော်ဒီဒီသင်းနဲ့ပဲအင်တာနက်ရှင်နဲ့ကိုကျွန်တော်ထိုးပေါက်ခြင်းလူရဲ့လမ်းကြောင်းကိုရှောင်လဲခြင်းနဲ့ဝါသနာရှင်အတွက် LED တင်ဝဲရအဲသိနေတော်လို့ထင်ပါတယ်။အဲဒါလို့လဲဆိုကိုယ်ရဲ့လက်ရည်တူရဲ့ပလေယာရဲ့လည်းတွေးနိုင်တယ်။ကိုယ်ရဲ့လက်ရည်တာရဲ့ပလေယာရဲ့လည်းတွေးနိုင်တယ်ပြီးတော့အဲအသင်းကြီးတွေကလည်းစောက်ကြည့်နေရဲဆိုရဲခွင့်ရလက်ရှိရဲ ကျွန်တော်လည်း LOD ပြန်ဝဲနေတဲ့ဆက်နောက်ဆုံးဝန်ကြီးသင်းကိုရောက်လာခဲ့တယ်။ကျွန်တော်တော့ကောင်းဆုံးသတင်းတစ်ခုပါ။ဒီဒီကဲကိုအချိန်မြန်ပေးပေးသေးခြင်းနဲ့ပြီးတော့အဲယူတော့သေးခြင်းနဲ့ပြီးတော့အဲပူပြီးတော့လေ့လာသေးခြင်းနဲ့သူက LOD ကနေစတဲ့ရဲ့အချိန်မှလိုက်ကအဲဦးဆိုရင် YG မှာလေ့လာတဲ့အဖြစ်စောစားနေနိုင်ပြီးတော့ related တွေအစီအစဉ်အပြင်မှုရရှိနေတဲ့တရားကြောက်ဖြစ်နေပါ။ K1 နဲ့ရဲ့အတွက် LOD ပြန်ဝဲကိုပြုလုပ်ပေးခဲ့တဲ့ attempt တွေ အခုလည်းအဲ့လိုစီစီစီကပြန်စားတော့မှာဖြစ်ပြီးလူတွေပက်ကူကတိတ်တက်လာလေဖြစ်ပေါ့စိတ်ဝင်စားလို့ဝင်ရအောင်စောက်လိုက်နေတဲ့လူတွေအတွက်အကန်တက်ဘေးရီနာဒီလိုပေးမှာပေးစားတော့ရမယ်ပို့စင်ဟာပါတွားရောမြင်ရပြီးရောဆင်းနေနိုင်ပါဒီဗီဒီယိုကြည့်နေတဲ့ဝန်ထမ်းလူကြီးကိုအတွက်ကျွန်တော်လိုမျိုးအင်မနာကိုလိုက်ပြီးတင်းကြီးတီချာမီတွေနဲ့လာကြပေါ်ရအောင်အတန်းနေပြီးတော့ပေးအဲ့လိုပေးခြင်းတိဘူးဟာဒီလိုဖိပေါ်လိုက်ပါ ဂိမ်းမိုင်းအတွက်ပျော်စရာကောင်းဆုံးနေရာ Let's Play Arena